်မင်္ဂလာပါရှင် ကိတ္တိ news တရင်ဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးမြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးရဲ့အဖွဲ့များစီလုံရန်အစီအစဉ်မရှိဟုဥရောပတမကပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးရဲ့အဖွဲ့များစီလုံရန်အစီအစဉ်မရှိကြောင်းဥရောပတမက၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ် အော်တိုဘာလ16ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့ ASEAN EU အရက်ဘက်လူမှုဖွဲ့စည်းများဖိုရမ်နဲ့လူခွင့်ရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲတက်ရောက်လာစဉ်ဥရောပသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေးလာသူဆေးလုံရန်စီစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်၏ရဲကောက်ပွဲမှာယုံကြည်စိတ်ချရသောရလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံများပါဝင်မြန်မာအရေးလေးလာဆောင်ကြည့်သူများကစစ်တပ်၏ရဲကောက်ပွဲသည်အတူယောင်သာဖြစ်ပြီးစစ်တပ်၏အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရဲကောက်ပွဲသာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်မြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကို မဖြစ်စည်းပေးနိုင်ကြောင်းလည်း၎င်းကပြောပါရယ်စေဆိုးရကကမကဋ္ဌပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟု၎င်းကပြောပါရယ်မြန်မာနိုင်ငံတွင်2021ခုနှစ်ဆင်အာနာသိမ့်ပြီးကလေးကနိုင်ငံတော်နယ်မြေများပြားကိုသိမ့်ပိုက်ခဲ့သောလက်နက်ကင်တော်လန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရန်နှုံးပြေမကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါရယ်ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ ်စီစနစ်ပြည့်နှစ်ပတ်လည်ပွဲသို့ RCS ကောင်းဆောင်ဗိုလ်ချုပ်ကြီးရွှေစစ်မတက်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ကတိုင်းပြည်အာဏာကိုတိမ်းချုပ်လိုက်ခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခဲရစေရေး NCA စာချုပ်နဲ့ငင်းချင်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားရကြောင်းရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကယမန်နေ့တရင်ထုတ်ပြန်ပါတယ်။ SCA နှစ်ပြည့်နှစ်ပတ်လည်ဖြည့်ထုတ်ပြန်သော RCSSC ကြီးညာချက်မှာထုတ်ခဲ့သူထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီးနေပြည်တော်တွင်ပြုလုပ်သည့် SCA နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်လည်း RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွတ်စစ်တက်ရောက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပါသည် NCA နဲ့ပြည်မြောက်ခဲ့တော်လဲအာနေချက်နဲ့စိန်ခေါ်မှုများကြောင့် NCA အကောင့်ထဲပေါ်ခြင်းကိုရည်မှန်းထားသည့်အတိုင်းမဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NCA အကောင့်ထဲမပေါ်နိုင်မှုနဲ့ပတ်သက်၍အချက်၅ချက်ကို RCSF ကထုတ်ပြခဲ့ပြီးရင်းချက်များတွင်စစ်တပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်သည့်အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားစေခဲ့ကြောင်း RCSF ကထုတ်ပြထားပါသည်။ NCA အကောင့်ထဲမပေါ်နိုင်သည့်အခြားအကြောင်းရင်းများတွင်နှုတ်ဦးနှစ်ဖက်ကြားယုံကြည်မှုမတိဆောက်နိုင်ခြင်းနှုတ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်တိုင်းအကောင့်ထဲမပေါ်နိုင်ခြင်း 2008ဖွဲ့စည်းပုံအခြေခံဥပဒေအောင်ရောက်ရှိရေးအတွက်အစိုးရက EOS များကိုဖိအားပေး၍လှုပ်ဆောင်စေခြင်းတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရနေဖြင့်ဆင်ရထက်တန်မှုနှေးပါခြင်းဆိုသောအချက်များပါဝင်ကြောင်း RCSS ကထုတ်ဖော်ပြောဆိုထားပါသည်။ ASEAN နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် RCSS ကအချက်၆ချက်အကြံပြုထားပြီးရင်းနိုတဲ့တွင်စစ်တပ်နေဖြင့် EOS များနဲ့ယုံကြည်မှုတိစောက်ခြင်းကိုပြန်လည်ဖော်ဆောင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲအဆင့်တက်မှာစစ်တပ်နဲ့ EOS များဆွေးနွေးပြီးသဘောတူညီချက်များဥစွာရယူခြင်းအဆင့်နှစ်တွင်နိုင်ငံရေးပါတီများကပါဝင်တက်ရောက်ပြီးတုံးပွင့်ဆိုင်ဆွေးနွေးပွဲများပြုလုပ်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာအသီးသက်တွေများဖြင့်ပါဝင်တက်ရောက်စေခြင်းနိုင်ငံရေးဆွေးနွေးပွဲများတွင် ဖက်ဒရယ်မှုကိုအဓိကထားပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်သို့ တင်သွင်း၍ဥပဒေအဖြစ်အတည်ပြုပြဋ္ဌာန်းခြင်းတို့ဖြစ်ကြောင်းသိရှိရပါသည်။ယင်းပြင် NCE အနှစ်သာရဖြစ်တဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အဖက်ဖက်မှဆွေးနွေးခြင်းဤလမ်းဖြင့်တွဲဆောင်အကောင့်ထဲပေါ်သွားကြရန်တိုက်တွန်းထားပါသည်။တရင်ဌာနက RCSS ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍အသေးစိတ်ထပ်မံမေးမြန်းရန်ဘုံမူခန်းဆန်နဲ့ဒုတိယဘုံမူကြီးအုံခဲတို့ကိုအုံခဲတို့ကိုဇမန်ဒီတနေ့လုံးဆက်သွယ်မေးမြန်းတော်လဲဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ ဒေါ်ဆန်းစုကြည်လွမြောက်ရေးအကူအညီပေးဖို့တရုတ်အစိုးရကိုတားငယ်ကင်အရစ်တောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒေါ်ဆန်းစုကြည်လွမြောက်ရေးအတွက်အာနာသိန်းစေအုပ်စုကိုပုံမှုဖိအားပေးတောင်းဆိုပေးဖို့တားငယ်ကင်အရစ်ကတရုတ်ကောင်ဆောင်ရှီချင်းပြင်တန်ဆောက်ချိုင်းနောင်မော်နီပို့စ်တရင်ဌာနကတရင်စာမျက်နှာကတဆင့်တောင်းဆိုလိုက်ပါတယ်။ လွမြောက်တဲ့သူတွေကိုလွတ်ပေးဖို့နဲ့ကျွန်တော်အမေကိုပြန်လွတ်ပေးဖို့ရေစေအုပ်စုကိုပုံမဖိအားတိုးပေးပြီးတောင်းဆိုပေးဖို့တမန်တော်ရှီချင်းပြင်ကိုဒီနေရာကနေတောင်းဆိုပါတယ်လို့ကမ်အရစ်ကပြောပါတယ်။ တရုတ်နိုင်ငံဟာမြန်မာနိုင်ငံထဲမှာယင်းနှိမ့်နယ်မှုတွေအများကြီးရှိပြီးမြန်မာစေယုတ်စုပေါ်လွှမ်းမိုးမှုအရှိဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်းသူမိခင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တရုတ်အစိုးရကိုတောင်းဆိုနေပြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အတွက်လည်းတောင်းဆိုနေတယ်ဆိုတာသိထားကြောင်း Kim Harris ကအင်တာဗျူးမှာပြောထားပါတယ်တရုတ်အစိုးရကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့အချိန်ချင်းတောင်းဆိုနေပေမဲ့စေယုတ်စုဘက်ကခွင့်မပြုလို့ယခုအချိန်ထိတွေ့ခွင့်မရသေးဘူးလို့လည်း Kim Harris က တရင်ဌာနကိုပြောပါရင်ဒါပေမဲ့တရုတ်အစိုးရကတော့ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့တကယ်ပဲတောင်းဆိုနေတာလားဆိုတဲ့အချက်ကိုတော့တရင်ဌာနအနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်၏အတုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားသည်ဟုဆိုကာပြည်သူ64ကိုဖမ်းဆီးအရေးယူထားပြီးဖော်ထုတ်အရေးယူမှုများဆက်လက်ဆောင်ရွက်မည်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်၏အတုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားသည်ဟုဆိုကာပြည်သူ64ကိုစစ်တပ်ကဖမ်းဆီးအရေးယူထားပြီးရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သည့်လှုပ်ဆော်မှုများနဲ့ဝါဒပြန့်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်စစ်တပ်လောက်ကံပြည်ထောင်ရေးဝန်ကြီးဆိုသူထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးကပြော Castlebody. အော်တိုဘန်လ3ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်တပ်ရွှေကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟုကော်မတီအစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ပါတယ်စစ်တပ်ကပြုလုပ်မည့်ရွှေကောက်ပွဲကိုပြက်ပြားစေရန်နိလန့်အမျိုးမျိုးဖြင့်ကျူးလွန်သူများကိုဖော်ထုတ်ရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းစက်တင်ဘာလ30ရက်နေ့တနိုင်ငံလုံးတွင်ရွှေကောက်ပွဲပြက်ပြားစေရန်နှောက်ယှက်သည်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးရေးယူထားပြီးအမှု24ကိုဖွင့်လှစ်ထားကြောင်းသိရပါတယ်ရွှေကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သော ောလုံဆောင်မှုများဝါရဖြန့်မှုများကျွလွန်နေသူများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်လိုအပ်ကြောင်းဟုစစ်တပ်လောက်ခံပြည်ထရေးဝန်ကြီးထွန်းထွန်းနောင်က ပြောဆိုပါရယ်စစ်တပ်၏ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူ့စစ်ပြည်သူ့လုံခြုံရေးနှင့်အကြံဖက်နှိမ်နင်းရေးဖွဲ့မိဖက်ဖွဲ့များနဲ့တူပြည်ရေးဝင်ကြီးဌာနလောက်ရှိတပ်ဖွဲ့ဦးစီးဌာနများအားလုံးကပေါင်းစပ်ညီနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါသည်။ အကျန်းဖက်စစ်တပ်ကယခုနှစ်ကုန်ပိုင်းပြုလုပ်မည့်ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြည့်ဆည်းသူများကိုထောင်တန်းအနည်းဆုံး၃နှစ်မှထောင်တန်းသက်သက်တကျော်နဲ့ဒေသများချမှတ်နိုင်သောရွေးကောက်ပွဲနောက်ဆက်ဟန်တောင်းမှုများကာကွယ်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေတွင်ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါအရေးယူမည်ဖြစ်ကြောင်းပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်းချိန်ချောက်ခြင်းဟန်တားခြင်း မလျော်ဩစာသုံးခြင်း၊နာကျင်စေခြင်း၊အပြင်းထန်နာကျင်စေခြင်း၊လူစုလူဝေးပြင်ကန့်ကွက်ခြင်း၊လူသိဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှအများဆုံးထောင်ဒဏ်တသက်တစ်ကျော်နှင့်ဒေသနှုတ်ကိုချမှတ်မည်ဖြစ်ကြောင်းသိရပါသည်။လက်တလုံးပြည်သူများကိုစစ်တပ်ကအရေးယူရာမှရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးဖြင့်ရေးယူထားပြီးအဆိုပါပုံမှမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်၏တစိုက်တဒေတာကိုဖြစ်စေပြပြ ားစီရင်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလုံဆောင်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုမြည်တင်နေနဲ့များမပြုရပဲအစောပါတာမြင့်ချက်ကိုဖောက်ပြက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင် ထို့သူကိုထောင်ဒဏ်အနည်းဆုံး3နှစ်မှအများဆုံး9နှစ်ထိချမှတ်ရမည်ဖြင့်ဝေဒန်လဲချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါသည်စက်တင်ဘာလ24ရက်နေ့မှလည်း KNU ဥက္ကဋ္ဌဘရုစောကွယ်ထိုးဝဲအပါဝင်အဖွဲ့ဝင်73ဦး AE တပ်ဖွဲ့ချင်းပြည်ချင်းလဲအစိုးရအဖွဲ့ဝင်18ဦးနှင့်ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုဥပဒေပုံမှန်23ကကြီးဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာထားပါသည်